အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဘာလို့လဲစီစဉ်မှာဆိုရင်တော့အိုယမ်မင်းကြီး Francis ကွယ်လွန်သွားတဲ့အကြောင်းပြောပြပေးပါမယ်ပိုယမ်မကြီး Francis ဟာဒီကနေ့ April 22ရက်မနက်ပိုင်း9:30နာရီတုန်းကဂျိုမာမျိုးက Vatican နန်းတော်မှာကွယ်လွန်သွားပြီဖြစ်ပါတယ်။အသက်88နှစ်အရွယ်ယဟန်မင်းကြီးဟာပြီးခဲ့တဲ့လပိုင်းကဆေးရုံတက်ကူးသမှုခံယူခဲ့ပြီး Vatican နန်းတော်မှာပဲနှစ်လလောက်နန်းနန်းနေနေဖို့ဆေးရုံဝန်ကြီးကအကြံပြုခဲ့တဲ့နောက်ကွယ်လွန်သွားတာဖြစ်ပါတယ်။ ပိုယဟမင်းကြီးဟာအဆုံရောင်နမိုနီးယားရောဂါဖြစ်ခဲ့ပြီးဒီအတော်အတွင်းအသက်အန္တရာယ်ဆိုးရိမ်ရတဲ့အထိအကြီးအမောအခြေအနေနှစ်ကြိမ်ကြုံခဲ့ရတယ်လို့ပိုယဟမင်းကြီးကိုကူတာပေးတဲ့ဆရာမအဖွဲ့တွေကဆရာမတူကပြောခဲ့ရူပါတယ်။ပိုယဟမင်းကြီးဖရန်စစ်ဟာကက်သလစ်သာသနာကောင်းဆောင်အဖြစ်တာဝန်ယူလာ၁၂နှစ်ခဲဝင်လာပြီးဖြစ်ပါတယ်။ဂျဟမင်းကြီးဟာအသက်22နှစ်အရွယ်မှာအဆုတ်ရဲ့အစိတ်အပိုင်းတချို့ကိုဖယ်ရှားကူတာခဲ့တာကြောင့်ကူးစက်ရောဂါတန်ကို ခံစားရမှုဖြစ်စေခဲ့တယ်လို့ဆရာဝန်တွေကကောက်ချက်ချထားပါတယ်။ ယနေ့ကွယ်လွန်သွားတဲ့ပုံရံမင်းကြီးဟာမြန်မာနိုင်ငံကို2019ခုနှစ်ကဇာရောက်ခဲ့ပြီးအာဏာသိမ်းပြီးနောက်စစ်ဆက်ဆွေးနွေးပြီးငြိမ်းချမ်းရေးအဖြေရှာဖို့အကြိမ်ကြိမ်ပြောဆိုခဲ့သူဖြစ်ပါတယ်။ပုံရံမင်းကြီးဟာသူ့လက်ထက်တွင်ရိုမန်တက်တလစ်ကျောင်းတော်အားပုံမူကိုစားပြုနိုင်တဲ့အဖွဲ့အစည်းဖြစ်ရန်စူးစမ်းအားထုတ်ခဲ့ကြောင်းချီချူးကွန်ပြူခံရပါတယ်။စင်ရဲသူတို့အတွက်တိုက်ပွဲဝင်ရန်ကြိုးပမ်းခဲ့သူကွယ်လွန်အနေအဆရောက်သွားခြင်းကြောင့်ကဘာပေါ်မှာရှိတဲ့ကက်သလစ်ဘာသာဝင်တန်ပေါင်းတထောင်ကျော်လို့အတွက် ခေါင်းဆောင်ပိုင်းမှာလေဟာမှုကြီးဖြစ်ပေါ်စေကြောင်းနိုင်ငံတကာတရင်ထားမှများကရေးသားထားပါတယ်သူလက်ထံမှာလူမျိုးနိုင်ငံဘာသာမခွဲခြားပဲလောကသားတို့ကိုကောင်းကျိုးပြုနေဆိုတဲ့လမ်းစဉ်ကိုကျင့်သုံးခဲ့ရာချီယိုဆွဲသူတို့ကအစင်လာကက်သလစ်စံနှုန်းများမှလမ်းကွဲနေတယ်လို့ဆွဆွဲပြောဆိုတာကိုပုံရမ်းမင်းကြီးဟာရင်ဆိုင်ခဲ့ရပါတယ်။ပုံရမ်းမင်းကြီးဟာယာတီဥတုပြောင်းလဲမှုခြေပြောင်းအခြေချသူများရဲ့အခွင့်အရေးနဲ့ ဝင်ငွေကွာဟမှုစတဲ့အရေးများကိုအလေးထားပြောဆိုခဲ့ပါတယ်။ဒါအပြင်ရိုမန်ကက်သလစ်ဘုန်းတော်ကြီးများရဲ့လိမ်မိုင်းဆိုင်ရာအမျက်ထုတ်ကျူးလွန်မှုများနဲ့ဗာတီကန်ကျောင်းတော်ရဲ့ဝေဝေဝဝငွေကြေးစီမံခန့်ခွဲမှုများကိုထွေရှင်းရန်ကြိုးပမ်းခဲ့သူအဖြစ်လဲပုပ်ယဟန်မင်းကြီးကိုဂုဏ်ပြုရေးသားနေကြပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ Channel လေးကို Subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။